င်္ဂလာပါနေနေ့မေလ16ရက်နေ့တနင်္ဂနွေနေ့ Russia launches world's largest drone attack after peace talks Ukraine says Ukraine နေနဲ့သူတို့အနေနဲ့ဒီဆွေးနွေးပွဲ peace talk ပေါ့ငင်းငင်းဆွေးနွေးပွဲပြီးဆုံးပြီးတဲ့အခါမှာ Ukraine နေနဲ့သူပြောတာကြတော့ Russia တွေရာတဲ့ launches world's largest စစ်ပွဲအကြီးဆုံးသော drone attack ကိုသူတို့တွေစတင်ခဲ့တယ်တဲ့ the largest known Russian drone attack thanks for scale war began 2002 sorry 22 killed woman in the Kiev region အကြီးဆုံး Russian drone attack ဆိုဘယ်တော့လဲဆိုရင် since full scale war began full scale war ဘီရဲဆိုမှာ2022ကနေပြီးအပြင်းထန်ဆုံး scale full scale war ကိုစတင်ခဲ့အဲ့စတင်ခဲ့ပြီးအချိန်မှာအခုတိုက်တဲ့ဟာက ဒီ kill woman a woman မျိုးသမီးတယောက်ဒီဆုံးတယ်နခီရဲ့မြို့တော်မှာပေါ့အခုမြို့တော်ရောက်ဝယ် Ukraine မြို့တော်မှာ and be your endures ရာက at least 3 people လူ3ယောက်ကတန်ရတယ်တဲ့ Ukrainian authorities ရာအနာဘိုင်းရပြောတယ် early on Sunday Moscow ကအဲ့အစိုးရအနေနဲ့ step up strikes ရာ ီတိုက်ခိုက်မှုတွေကိုအချိန်မြင့်တင်လာတယ် following peace talks on friday အဲ့နေရာလဲသူတို့ကဆွေးနွေးမှုကမဖြစ်ဘူးဆိုတော့ကြဖြစ်ဘူး trend လည်းမသွားဘူးသူတို့ဆွေးနွေးမှုတွေလုပ်ပြီးတူရကီမှာမသွားရခါကျတော့ကိုယ်စားလဲလွတ်တယ်ဆိုတော့ဟိုဘက်ကလည်းကိုယ်စားရုရှားလည်းကိုယ်စားလွတ်တဲ့ခါကျတော့မဖြစ်ဘူးမဖြစ်တယ်မဖြစ်ရောမဖြစ်အောင်အကောင်းမလားဆိုပြီးတော့စော်တာနေမှာပေါ့အဲ့ဒါနဲ့အခုဒုတိယအကြိမ်မြောက်အကြီးဆုံး drone တိုက်ခိုက်မှုပေါ့သူတွေကအကဲဆန်းတယ်ဆက်လက်ပြီးတော့ အမေရိကန်နဲ့ကမ္ဘာ30မိနစ်တကမ္ဘာလုံးမိနစ်30နဲ့ရောက်နိုင်တဲ့ဒရုန်းလမ်းနဲ့ဒီအမေရိကလည်းပြင်မယ်ရုရှားလည်းပြင်မယ်ဆိုပြီးတော့စမ်းသပ်မှုတွေလုပ်နေပြန်ပြီးတော့အခုပုံမှန်တွေ့တဲ့အတိုင်းပဲ breaking news က US နဲ့ Russia announce ကြေညာ back to back တစ်ဆက်တည်း ICBM tax တွေပေါ့ဒီ internet continent ဆိုတာတနိုင်ငံတနိုင်ငံတကမ္ဘာတကမ္ဘာအဆုံးပြစ်နိုင်တဲ့ test တွေပေါ့ဒီ launch launches sudden sudden အဲ့တဲ့ amid in the middle a level rising global tensions ကဘာလုံးဆိုင်ရာဒီပြည်ပကတ်တွေဖြစ်နေတဲ့အချိန်ကာလမှာပဲဒီလိုမျိုးတွေဒါစမ်းသပ်ပြနေတယ်ပေါ့နောက်တစ်ဆက်တည်းရှိသေးတယ်တရုတ်ကြီးကလည်းဟိုမှာသူ့ရဲ့ကွန်တင်လေယာဉ်တန်6000လမ်းတည်းကွန်တင်လေယာဉ်ကိုဂါဇာမှာဘယ်သူမှသွားပြီးတော့ဟိုကမပို့နိုင်ဘူးလေစာနယ်ဟိတ်ခါမပို့ရဲဘူးဘာလို့ဆိုအမေရိကန်နဲ့အစ္စရေးတို့က ပို့လို့မရအောင်လှုပ်ထားတယ်နဲ့တူတယ်အဲ့ဒါနဲ့တရုတ်ကြီးကအဲ့ဒါကိုတည်ပြီးတော့သူ့ရဲ့ဘေးမှာဒီရမနာဒီကုန်တယ်လေရင်ကြီးကိုစောက်ရှောက်တဲ့ဖိုက်တာတွေ